ပိုင်ခွင့်ရဲ့မင်္ဂလာပွဲမှာတင်ရာချီတန်စိန်ပွင့်ကြီးကိုပန်းစီထဲမှာထည့်ပြီးတော့လက်ဖွဲခဲ့တဲ့စိန်အင်ဂရီစိန်ဆိုင်အလုံးမေးမင်္ဂလာပါဒက်ဆလီဘယ်ဒီနူပေးကနေပြလေကကြိုဆိုလိုက်ပါရီနမဲကြီးမင်းသားပိုင်တကောကဇွန်လ14ရက်နေ့မှာလက်ထက်သွားပြီးဖြစ်ပြီးတော့သူ့ရဲ့မင်္ဂလာပွဲကိုရေကုံမြို့မှာနမဲကြီးကျင်ငါဝင်းဟိုတယ်ဖြစ်တဲ့ The Irrevadi Sugren Hotel မှာကျင်းပခဲ့ပါရီမိကလေးပရိသတ်တရဲ့သဲကြော်လေးတယောက်ဖြစ်တဲ့ပိုက်တကောရဲ့လက်ထပ်ဝဲကဘလောက်တောင်မှကြီးကျယ်ခမ်းနားနေမလဲဆိုတာအားလုံးကစိတ်ဝေစားကြပါရီပိုက်တကောကအရှိတောင်အရှမှာအောင်မြင်နေသူဖြစ်တာကြောင့်မလို့သူ့ရဲ့မင်္ဂလာဝဲကိုနိုင်ငံသားကပရိသတ်တရားပါစောင့်ကြည့်နေကြပါရီသူ့ရဲ့မင်္ဂလာဝဲကိုအမှုပညာလောကတွေကနာမည်ကြီးတဲ့တရုတ်ဆောင်တွေပြည်တရေကြီးတွေကပါတက်ရောက်ကြပါရီပိုက်တကောရဲ့ဇနီးဖြစ်သူဆွေကြီးမျိုးကြီးစီဝါရေးလုပ်ငန်းရှင်မိသားစုကနေစစ်တက်လာခဲ့တာကြောင့်အတိုင်းဝိုင်းကြီးမားသူဖြစ်ပြီး ော့တော့တန်းတထေးတွေပါချင်းမြင့်နယ်မင်္ဂလာပွဲဖြစ်ပါတယ်။ဒီမင်္ဂလာပွဲတွေပိုက်တကောက6လကြာအောင်လို့ကြိုတင်ပြည့်စည်ကြရပါတယ်။ဒီမင်္ဂလာပွဲမှာတက်ရောက်တဲ့သူတွေကလည်းတန်မိုးကြီးတဲ့ပစ္စည်းတွေကိုလက်ဖွက်ပေးကြပြီးအဲ့ထဲမှာတော့စင်အင်ဂရီစိန်ဆိုင်က GIA စင်ဝင်ကြီးကိုလက်ဖွဲ့ခဲ့တာပါ။စင်အင်ဂရီနဲ့ပိုက်တကောက်အရှင်လေးကကြညာတွေတူတူရိုက်ကူးခဲ့ပူပါတယ်။စင်အင်ဂရီစိန်ဆိုင်ကမမတ်ငယ်လေးကပိုင်နီကိုရဲ့မင်္ဂလာပွဲမှာအမတ်တရားဖြစ်သွားအောင်တန်မိုးကြီးရဲ့စိတ်ဝဲလေးကိုပန်းစီလေးထဲမှာထည့်ပြီးတော့လက်ဖွဲ့ခဲ့ပါတယ်။ပန်းစီလေးကပန်းလေးကဆွဲထုတ် းလိုက်ရင်စိန်ထက်ထားတဲ့ဘူးလေးထွက်လာပြီးတော့လှလပပဖြစ်အောင်ပြင်ဆင်လာခဲ့တာပါ။ကျန်ရည်တိမဲ့ပြူလက်မဲ့ကြီးကိုလည်းပါဝင်ပြီးတော့ပန်ဒီကုန်တို့ဆိုရဲလေးကတက်မိုးကြီးစိန်တွေဝင်လက်ဆောင်ပေးနိုင်တဲ့အထိသဘောကောင်းသူဖြစ်ပါတယ်။ ပန်ဒီကိုရဲ့လက်ထက်ပွဲမှာလည်းစေဝေကြီးလက်ဖွဲ့တလို့နောက်ထဲနုပညာရှင်စုံတဲ့တွေလက်ထက်သွားရည်လေထိုက်ထိုက်တက်တက်လက်ဖွဲ့အုံမှာဖြစ်ပါတယ်။စေကလေးမှာပိုက်တကူကိုမောင်လေးတယောက်လိုသဘောထားတာကြောင့်သိပေါရာချီတန်းနဲ့စေဝေကိုမင်္ဂလာဦးလက်ဆောင်ဖြစ်ပေးလိုက်တာပါ။ GIA စေဝေကြီးရဲ့တံမိုးကလည်းမနေလာတဲ့ပိုက်တကူကတော့ကျေးဇူးရည်တင်နေပါတယ်။ပိုက်တကူကလည်းနမဲကျော်မင်းသားဖြစ်နေတယ်လို့ သူ့ရဲ့ဇနီးတွေကလည်းဒိတ်ဒိတ်ကျဲချမ်းသာတဲ့တထေးကြီးရဲ့သမီးဖြစ်တာကြောင့်သူတို့ရဲ့မင်္ဂလာပွဲကတော့ငင်းမောလောက်စရာဖြစ်နေပါရီမင်္ဂလာပွဲမှာသူတို့သမီးတွေကစိတ်နှွေးစီချထားတဲ့မင်္ဂလာဝတ်စုံကိုစေမြန်းခဲ့ပြီးတော့ဗလက်များနဲ့စိတ်အလုံးပေါင်းများများစွာကိုခက်လုတ်ထားတဲ့ဘရက်ကြီးကိုလည်းစီရေးခဲ့ပါသေးတယ်ဘရက်နဲ့တူလက်ကောက်လက်စော့ငကက်တွေကိုလည်းစိတ်နှွေးဗရက်များအိမ်ထဲပဲပြုတ်လုထားတာကြောင့် တန်မုံငွေကတော့တိမ်မောင်များစွာဖိုးတိုက်တန်နေပါ ರಿ စိတ်ဆက်ပွဲနေမှာဝစ်စေခဲ့တဲ့လေဆွဲကလည်းတိမ်မောင်တောက်ချီတန်တဲ့လေဆွဲဖြစ်နေပါ ರಿ နိုင်ငံသားပြည်သက်တရားပါစိတ်ဝေစားနေကြတဲ့ဒီပွဲမှာတော့ တန်ဖိုးကြီးတဲ့လက်ဝိနာတွေကိုဝစ်စီခဲ့ပြီးတော့သူတို့ရဲ့ချမ်းသာကြေးဝမှုကိုပြသလိုက်တာဖြစ်ပါရည်ဗရမားတွေကိုလလပပဖြစ်အောင်ခတ်လုပ်ထားပြီးတော့ကြက်တည်းရဲ့ရှိရှိလှနေတဲ့ပြင်လက်ဖွဲ့ကိုလည်းစေဝေကြီးရရှိတာကြောင့်တကယ့်ကိုကန့်ကောက်တဲ့ဆိုတွဲဖြစ်ပါရည်နိုင်ငံကျော်မင်းသားဖြစ်တဲ့ပိုက်တကောကမင်္ဂလာပွဲကိုတော့ခန်းနာဆုံးဖြစ်အောင်အန်အောလောက်စီမဲ့ပြည်စင်နဲ့ပြည့်စင်ထားပါရည်မြမယူဟာအတိုင်းစူလျာရှစ်ပတ်ထိမ်းမြမင်္ဂလာပွဲကိုကျင်းပခဲ့တဲ့ပိုက်တကောကလာမယ့်၁၉ရက်နေ့မှာမင်္ဂလာညသာစပွဲကိုပါကျင်းပသွားအောင်မှာဖြစ်ပါရည် နမေကြီးမင်းသားဖြစ်နေတာကြောင့်မင်္ဂလာပွဲမှာစေဝေကြီးကိုလက်ဖွဲ့ခွင့်ရခဲ့တဲ့ပိုက်တကူကိုပရိသတ်ကြီးရော အားကြနေပြီလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါဦးရှင်။ကြည့်ရှုပါပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။